မင်္ဂလာပါမင်္ဂလာပါအေးရဲ့ဒူချမှုကတခြားလက်နက်ကင်တပ်ဖွဲ့တွေနဲ့မတူတာကဘင်္ဂလားဒေ့ရှ်အခြေပြုအဲ့ဘင်္ဂလီအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးမှုကတော်တော်ကြီးပါတယ်နော်ဆိုတော့ကုန်းကျောင်းမှာဆိုလို့ရှိရင်မောင်တော်ဘက်ကနေပြီးတော့အင်အား၄000လောက်နဲ့တိုက်တယ်လို့ရေကျောင်းမှာလည်းဘင်္ဂလားဒေ့ရှ်နော်ငါဖန်သမားလို့ဟန်ဆောင်ပြီးတော့အရွက်ဝက်တွေနဲ့နော်ဒီဘက်က ရခိုင်ကမ်းခြေစောင်းနော်ရဲဘော်တွေကိုအနေနဲ့ပြူတာတွေရှိတယ်ဆိုတော့လူမိလို့ရှိရင်တော့ငါဖန်ငါဖန်သမားပေါ့တကယ်တကယ်ကြတော့တို့တွေဒီဘင်္ဂလီအာစာ ERSA နော်နောက်တစ်ခါကြတော့အဲနောက်တစ်ခုကြတော့ RSO နော်အဲ့ဒါတွေရှိတယ်နောက်တစ်ခါကြတော့အဲနောက်တို့ခေါ်တာရှိပါသေးတယ် ERA နော် ARA ဆိုတာသူတို့ခေါ်တာက Arakan Arakan ဘာညာတာတကပေါ့ဗျာနော်အဲ့ဒါရှိတယ်အဲ့တော့ကအဲ့တော့ကသူတို့တွေကနော်နောက်ကျောကနေပြီးတော့လုံနေတယ်လို့ရေချောင်းကနေပဲဝင်ပြီးတော့အလေးအငိုက်ဝင်ဝင်ပြီးတော့တိုက်တာတွေရှိတယ်လူမီးလို့ရှိရင်တော့ငါးပန်းသမားဆိုပြီးပြောတယ်လူမမီးလို့ရှိရင်တော့ဒါတွေဒီသူတို့ကလက်နက်တွေပါတယ်နော်ဆိုတော့ဒီလိုအနေထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေါ်လန်ရေးကြီးကိုဒီဘင်္ဂလီတွေသူတို့ခေါ်တာတော့အာဆာဆိုတာအာရန်ခန် ် Ranger Solidarity Association Army ပေါ့ဗျာနော်အဲ့တော့ထွန်းခင်တို့အဖွဲ့ကြီးပေါ့နော်ထွန်းခင်တို့နေဆန်းလွင်တို့တို့အဖွဲ့ကြီးနောက်တစ်ခါကျတော့ RSU ဆိုတာကအဲ Ranger Solidarity Organization နော်အဲ့ဒါလေထွန်းခင်တို့နေဆန်းလွင်တို့အဖွဲ့ကြီးဖြစ်တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ ARA ဆိုတာ Arakan Rohingya Army ဆိုတာဒါတွေဒီလေထွန်းခင်တို့နော်နေဆန်းလွင်တို့အုပ်စုတွေဖြစ်တယ် ။ဥပမာဆိုလို့ရှိရင် NUG ရဲ့လူခွေဒုဝန်ကြီးလုပ်နေတဲ့အောင်ကျော်မိုးတို့အုပ်စုတွေဖြစ်တယ်။သူတို့တွေကအရကတက်တို့နောက်ကျောင်းကနေပြီးတော့ဒါနဲ့ထိုးနေတယ်။ရန်ရှာနေတယ်၊ပြဿနာရှာနေတယ်၊တိုက်ပဝင်တိုက်နေတယ်။အင်အားကိုထောင်ကမ်းရှိတယ်။သူတို့တွေကိုအနောက်ဆက်ပေးနေတာကနော်အိုက်ကောင်တွေဖြစ်တယ်။ဘင်္ဂါလီအကြမ်းဖက်တောင်းကျမ်းသူတွေဖြစ်တယ်။မလာရဲ့ထောက်ခံမှုနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ပန့်ပိုးမှုတွေဥပမာဆိုလို့ရှိရင်သူတို့ရဲ့ဒုက္ခသက်စကန်အမိခံရတဲ့ကော့ဘဇာ ဲ့ဒီမှာတို့အခြေပြုလှုပ်ရှားတယ်ကုလသမဂ္ဂပေးတဲ့ငွေကြေးတွေအထောက်ပံ့တွေကိုတို့အဲ့ဒီအဖွဲ့တွေကသုံးတယ်နော်တခါကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတို့ကိုလေ့ကျင့်မှုတွေပေးတယ်လက်နက်တွေပေးတယ်ဒါအပြင်ကိုတို့ကဘာသာရေးကိုနာမည်ခံတဲ့အတွက်ပါကစ္စတန်တို့နော်နောက်တစ်ခါကျတော့ဒီဘက်ကတာကီတို့နော်တူရကီတို့အီရန်တို့ရှိကလက်နက်တွေပါတို့ရကြတယ်အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အာရခတ်တပ်တော်ကြီးက ရင်ဆိုင်နေရတဲ့ကျန်သူတွေကတော်တော်များပါတယ်ဒီလိုအနေအထားမျိုးဖြစ်တဲ့အတွက်เนาะတဖန်ကျွန်တော်တို့ຫນွေဥတော်လိုင်းအောင်မြင်ဖို့ဆိုတာကအာရကတက်တော်ရဲ့အောင်မြင်မှုနဲ့ထပ်တူကြရပါတယ်เนาะအာရကတက်တော်ရဲ့အောင်မြင်မှုဒီကျွန်တော်ຫນွေဥတော်လိုင်းအောင်မြင်မှုအာရကတက်တော်ရဲ့အောင်မြင်မှုဆိုတာကကျွန်တော်တို့เนาะဒီမြန်မာတပီလုံးဖက်ဒရယ်ဒီမိုကရေစီရရှိဒီလိုမျိုးမြန်မာတပီလုံးဖက်ဒရယ်ဒီမိုကရေစီရရှိရတဲ့ဥဆောင်တိုက်ပွဲဝင်နေတဲ့အာရကတက်တော်ကိုပြဿနာရှာနေတဲ့ ဘယ်အဖွဲ့အစည်းမဆိုကျွန်တော်တို့ຫນွေဥတော်လိုက်ရဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့ဗမာပြည်သူတွေရဲ့ရန်သူဖြစ်တယ်ဆိုတာကိုဒီနေရာကနေတပြကျင်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့နော်ပြည်သူတွေအနေနဲ့အရခတ်တက်တော်ကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ထောက်ခံဖို့လိုသလိုကျွန်တော်တို့အရခတ်တက်တော် ਨੇ ပူးပေါင်းပြီးတော့အဲတိုက်ပွဲဝင်နိုင်ဖို့လိုပါတယ်အရခတ်တက်တော်ကိုကျွန်တော်တို့ကအဲနိုင်ငံတကာမှာတော့၎င်းမြေပြင်မှာတော့၎င်း မြမဘီမောပါတော့၎င်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ထောက်ခံရမယ်အကောက်ွယ်ပေးရမယ်နော်ဆိုတော့ဟိုတလောကပြီးခဲ့တဲ့လပိုင်းကနော်ထွန်းခင်တို့နော်ရိုးအုပ်စုတွေကအာရကတက်တော့အေအေနဲ့နော်ခေါင်းဆောင်တွေကိုအာဂျင်တီးနားတရားရုံးမှာမေဒေါ်ဆန်းစုကြည်ကိုတရားဆွဲတဲ့ပုံစံမျိုးလုပ်တယ်ဒါကိုအပြဲတမ်းစန့်ကျင်နဲ့ကန့်ကွက်တယ်ကျွန်တော်တို့ပြည်သူအယောက်ချင်းစီတိုင်းကလည်းဒါကိုစန့်ကျင်ကြောင်းကန့်ကွက်ကြောင်းကျွန်တော်တို့ဖော်ပြမှာဖြစ်တယ်ဒါအပြင် နုကြည်အနေနဲ့ကသူ့ရဲ့လူခွေဒူးဝင်ကြီးလှုပ်ထားတဲ့အောင်ကျော်မိုးသည်သူ့ကိုယ်သူရိုလ်လွန်းနာမည်ခန္ဓာရဖြစ်တယ်။ဒါကြောင့်မလို့နုကြည်ရဲ့ conflict of interest ကိုကျွန်တော်တို့မေးခွန်းထုတ်เสียရှိတယ်။ဆိုတော့အခုအာစာတို့ RS တို့နော်နောက်ကကြတော့ ARE တို့နော် ARA ပေါ့ဗျာနော်သူတို့ကနေပြီးတော့ Arakat တို့ AA ကိုနော်ပြဿနာရှာနေတဲ့ကိစ္စနောက်ကျောင်းကနေဝင်တိုက်နေတဲ့ကိစ္စတွေကိုပြပြတန်းကန့်ကွက်နော်စာထုတ်ပြီးတော့ ရှုံချရမယ်ဒါအပြင်ကိုအေနဲ့သသားတဲ့ရက်ဒီချောင်းကိုကျွန်တော်တို့ထုတ်ဖို့ပြောကြဖို့လိုတယ်ကဘာကူလည်းဒီတင်စကားပေးဖို့လိုတယ်ဒါကို NUG အနေနဲ့ပြတ်ကွက်လို့မရပါဘူးဆိုတော့ကဘာမှာနော်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဆိုတဲ့ကောင်နော်ဟိုကောင် you know နော်ပြောရမယ်ဆိုလို့ရှိရင် you know ဆိုတာကစီစွတ်ပြီး အပြီးချွတ်ရမယ်အနေထားရောက်နေပြီနော်ကုလသမဂ္ဂဆင်မြင့်မှာသွားပြီးတော့အာရကတ်တတ်တော်နော်အာရကန်အာမီနဲ့ ခေါင်းဆောင်တွေကိုအမနာပါတွေပြောဆွဆွဲပြီးတော့အကြမ်းဖက်ဆိုတာမျိုးတွေနော်အရေးယူရမယ်ဆိုတာမျိုးတွေပြောလာတဲ့ဟာဒီ NUG အနေနဲ့ဒါကိုနှုတ်ပိတ်နေလို့မရပါဘူးဒါကို NUG အနေနဲ့ပုတ်ပွင့်လင်းလင်းပြက်ပြက်တသားစန့်ကျင်ရမယ်ပြောရမယ်ဒါပြင်ကျွန်တော်တို့ကုလသမဂ္ဂမှာအခုမြန်မာပြည်ရဲ့လက်ရှိအခြေတည်နော်အများရန်ကိုယ်စားလှုပ်နေတဲ့ဥကြုံမိုးထွန်းအနေနဲ့ UM မှာဥကြုံမိုးထွန်းရဲ့တာဝန်ဖြစ်ပါတယ် ယူနော့ဒီလိုပြောလာတဲ့ဟာတွေကိုပြပြသသားပယ်ချမယ်တောင်းရင်ဥကြုံမို့ထုံးပါလေရှိပါတယ်။ဒါကကျွန်တော်တို့ NUG ကတော့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်အပိပိဆိုင်ယာပူပေါင်းဆက်သွယ်ဝန်ကြီးလို့နာမည်ခံထားတဲ့ဒေါက်တာဆဆာနော်လူအခွေဝန်ကြီးနော်ကိုအောင်မျိုးမင်းဒုဝန်ကြီးကိုအောင်ကျော်မိုးဒုဒါအပြင်လူကယ်ပြန်ဝန်ကြီးနော်ဒေါက်တာဝင်းမြတ်အေးတို့ အကုန်လုံးအကုန်လုံးအကုန်လုံးကနော်အရကတ်တော့အေးအေးကိုဒီလိုဆွဆွဲပြစ်တင်ရှုံချမှုတွေအပုတ်ချမှုတွေကိုစန့်ကျင်ကြောင်းကန့်ကွက်ကြောင်းတရားဝင်စာထုတ်ညင်ပြဖို့လိုတယ်လို့မိမိကိုထောက်ခံနေတဲ့အသိုင်းဝန်းတွေကိုလည်းဒီလိုပြောဖို့အရေးကြီးပါတယ်ကဘာကိုလည်းအင်္ဂလိပ်လိုပါပြောရမှာဖြစ်ပါတယ်ခင်ဗျားတို့တွေမလုပ်ဘူးဆိုရင်ဥပမာဆိုအမေဒေါအောင်ဆန်းစုကြည်ကိစ္စအာဂျင်တီးနားမှာဖြစ်တယ် NUG က နှုတ်ပိတ်နေခဲ့တယ်ဘာမပြောဘူးအဲ့ဒါဒီဘာနဲ့တူတယ်လဲဆိုတော့ဟိုကောင်ရိုးအုပ်စုတွေထိုးခင်တော့အုပ်စုတွေလောက်တာကိုเนาะ NUG ကသဘောတူတယ်ဆိုတော့အနေထားမျိုးတရပ်ပါတယ်เนาะအဲ့တော့ဒီထွန်းခင်တို့เนาะနေဆန်းလွင်တို့အောင်ကျော်မိုးဒုဝင်ကြီးအောင်ကျော်မိုးတို့ဒီဟာတွေလောက်တဲ့ကိစ္စကို NUG ကကိုယ်နဲ့မဆန်ဘူးဆိုတာကိုပြက်ပြက်သားသားစာထုတ်ပြီးတော့လောက်ရမှာဖြစ်ပါတယ်